ကဲအားလေးပြီးရင်ကျွန်တော်တို့ကဇီနာတိုင်းအုတ်ကထားရိုက်သုံးလို့မရပါဘူးဗျာနော်အဲကျတော့ကျွန်တော်တို့ဗားလေးခံမလဲဆိုရင်220အုံးနော်ဒါကပစီတာရဲ့အပေါင်းပဲပါ220အုံးဒီကောင်းတာကတော့ကျွန်တော်တို့90အုံးလောက်90အုံးသုံးမုတ်တရာအုံးပေါ့ဗျာနော်90အုံးလောက်ကောင်းနေ90အုံး1ဝက်လောက်ပေါ့နော်အခုကကျွန်တော်က1ဝက်ကလည်းဝယ်ပြီးသားကမရှိဘူးအဲကြောင့်မို့ဒီဟောက်ကွက်လေးနဲ့ဆင်ပြတာပေါ့နော်ဒါအနှုတ်နှုတ်ပဲကျတော့ကျွန်တော်ဝါယာကြိုးစီမှာ၄ရောင်ကြိုးလေးဆက်လိုက်ပါလေဒီပုံစံလေးရလာပါပြီနော်ကပင်းကတော့ကပူဝေးဘရက်တိုင်းဟုတ်ကူတာကလစ်ကလေးနဲ့နော်တွဲလိုက်ရင်ရပြီ။ဒီကဖြုတ်လို့တက်လို့လည်းလွယ်တာပေါ့ကေနော်ဒါကတော့ ကျွန်တော်အဲ့လိုနေရာလေးလှည့်လိုက်မယ်နော်စကက်ဆင်ရတာဆင်ပြေအောင်လို့ကပြင်းဒီမှာတော့အထွက်အပေါင်းအပေါင်းသင်္ကေတလေးရှိတယ်အဲ့အပေါင်းကဒါကပစီတာအပေါင်းဘက်နဲ့နှာချိတ်လိုက်ရုံပဲကျုပ်ချင်တက်ချင်လေးလွယ်တယ်နော်ဒီကြတော့ဒိုင်အိုအပေါင်းကိုကပစီတာအပေါင်းပေါ့နော်အပေါင်းအပေါင်းချင်းဆက်လိုက်တာဖြစ်ပါတယ်နောက်တစ်ခါဒိုင်အိုနှုတ်ကိုကပစီတာအနှုတ်အနှုတ်နှုတ်ချင်းဆက်လိုက်ပါတယ်နော်အပေါင်းအပေါင်းချင်းအနှုတ်နှုတ်ချင်းဆက်တာဖြစ်ပါတယ် END 220 ohm လေးကကျွန်တော်အောက်ဘက်ကိုသွားမှာပေါ့နော်ဇီနာနဲ့တွဲဖို့အဲ့ကြောင့်အောက်ဘက်ကိုကျွန်တော်ဒီ resistor ငုတ်လေးထည့်ဖို့ရတယ်နော်အဲ့လေးနဲ့ပဲကျွန်တော်ဆိုးပေါက်လိုက်ပါတယ်နော် ပြီးရင်ဒီအနှုတ်ကျိုးပေါ့နော်အနေအောင်ကျိုးလေးကျတော့နည်းနည်းလေးသူကဝါယာကျိုးလေးကနည်းနည်းကြီးတော့ကျွန်တော်စူးသွားနေပဲပေါက်လိုက်တယ်နော်အကကျတော့ခသေးသေးလေးအပေါက်ပါနော်ဂီတာဒီပုံစံလေးပါနော်အဲကျတော့ဇီနာတိုင်းအုပ်မခံခင်မှာဘယ်နှဘူးထွက်တယ်လဲဆိုတာကြည့်အောင်နော်ဒါ AC 220ကနေ full wave brake ရဲ့ capacitor ရဲ့ခံပြီးတော့ထုတ်လိုက်တာ DC ဘယ်လောက်ထွက်တယ်လဲဆိုတော့ဒီမှာနော်စက္ကွန်တသမ8နော်စက္ကွန်နှဘူးကြော်ကြော်လောက်ထွက်ပါလေဒါ regulate မလုပ်ရသေးဘူးပေါ့နော်အဲကျစက္ကွန်